ဝယ်အားလုံးပဲမင်္ဂလာပါဗျာနော်ဒီတစ်ခါပြမယ် site က site နဲ့ site ကိုကနန်းတစ်ခွက်ထဲထွက်တဲ့ site ဗျာကျွန်တော်နည်းနည်းကြိုက်လို့ကြိုက်လို့ဆိုကျွန်တော်ထိုးဖို့လို့ပေါ့လေအဲ့ site ကလေးကိုပြမယ်ဗျာခုကဘယ်လိုလဲဆိုလို့ရှိရင်ဒီက9ခါနဲ့ဒီက6နောက်ပိတ်နဲ့ပေါင်းရင်တိတဲ့ဒီက6ခါနဲ့ ီက6နောက်ခွေနဲ့ပေါင်းခြင်းနေ့တဒီက5ခါနဲ့ဒီက8နောက်ခွေနဲ့ပေါင်းခြင်း3 1 3ဆိုပြီးစီရပါတော့အဲ့တော့ဘယ်လိုပြန်လုပ်ထားလဲဆိုလို့ရှိရင်ဒီပါဒီက5ခါနဲ့ဒီ6နောက်ခွေနဲ့ပေါင်းခြင်းခတ်တဲ့ဒီက4ခါနဲ့7နောက်ခွေနဲ့ပေါင်းခြင်းနေ့တကကြတော့ဒီမှာ သုံးရဖို့ဆိုရင်ဒီကခွန်ခါနဲ့6နော့ပိနဲ့ပေါင်းခြင်းမှာ3ဆိုပြီးဖြစ်မှာဒါကြောင့်မလို့6နော့ပိဒီတစ်ခါခါဆက်ခါပေါ့ခါကဘယ်လိုလဲဆိုလို့ရှိရင်ဒီကဒီက6ခါနဲ့တဲ့ဒီက3ထိပ်စီနဲ့ပေါင်းခြင်း9တဲ့ခါဒီက5ခါနဲ့ ီက6ထည့်စီနဲ့ပေါင်းခြင်းတည့်ဒီက4ခါနဲ့ဒီက9ထည့်စီနဲ့ပေါင်းခြင်းသူက3သူကအဲ့လိုအဲ့တော့ဘယ်လိုပြန်လုပ်ထားလဲဆိုလို့ရှိရင်ဒီက6ခါနဲ့3ထည့်စီနဲ့ပေါင်းခြင်း9ဖြစ်လို့တဲ့ဒီက5ခါနဲ့ဒီ4ခါနဲ့ပေါင်းခြင်းသူက9တဲ့ဒီက5ခါနဲ့ဒီက6ထည့်စီနဲ့ပေါင်းခြင်း တစ်ဖြစ်လို့တဲ့ဒီက၄ခါနဲ့ဒီက၇ခါနဲ့ပေါင်းရင်သူကတစ်တဲ့အဲ့ခါကျတော့ဒီမှာဒီက၄ခါနဲ့ဒီက၉ထိပ်စီနဲ့ပေါင်းရင်၃ဖြစ်လို့တဲ့ဒီက၇ခါနဲ့သူကဒီက၆ခါနဲ့ပေါင်းမှသူက၃လို့ရမှာဒါကြောင့်မလို့6ခါတဲ့ဒီမှာဒါခါလိုက်ပေါ့နော်ဒါကြတော့ကျွန်တော်ထိပ်စီလိုက်ပေါ့ ဒါဒိတ်စီလိုက်ဒိတ်စီလိုက်ကဘယ်လိုလဲဆိုလို့ရှိရင်သူကဒီ6နောက်ပိတ်နေဒီ6နောက်ပိတ်နေပေါင်းကြည့်နှစ်ဒီ6နောက်ပိတ်နေဒီ7နောက်ပိတ်နေပေါင်းကြည့်လေးဒီမှာ6နောက်ပိတ်ရထားတဲ့အတွက်ကြောင့်ဒီ7နောက်ပိတ်နေဒီ6နောက်ပိတ်နေပေါင်းကြည့်အဲ့ဒါလေ၄ပဲတဲ့အဲ့ဒီ၄ကိုသူကဘယ်လောက်ထားလဲဆိုရင် ဘယ်လိုပြောဆိုဒီက6ခါနဲ့ဒီက6ထိပ်စီနဲ့ပေါင်းရင်သူကနေတဲ့ဒါဒီက5ခါနဲ့ဒီက6ထိပ်စီနဲ့ပေါင်းရင်4ဖြစ်လို့သူကဒီမှာ4တဲ့အဲ့ကကြတော့ဒီမှာ6နှစ်ပိုင်းနဲ့6နှစ်ပိုင်းနဲ့ပေါင်းရင်4ဖြစ်လို့ဒီက လေးခါနဲ့ဒီမှာ၃ညထေစီထဲမှာသူကလေးလို့ဖြစ်မှာပေါ့နော်အဲ့လိုမျိုးပေါ့ဒါဒီမှာဟိုမှာတော့ကဒီမှာ6ခါဖြစ်တဲ့အတွက်ကြောင့်ဒီမှာ6ခါပေါ့နော်အဲ့ဒါ၃ည6 6ပေါ့ဒါကကြတော့ဒါ၃ည6 6ဟုတ်တယ်ဒီမှာအဲ့လိုမျိုး ဒါကတော့ဒုံမိုင်စိုက်ပေါ့ခုတစ်ခါကြတော့ဒီမှာခုတစ်ခါကြတော့ဒီမှာဟိုလိုမျိုးကလင်နာကလင်နာမှာဒီမှာဒီမှာ2023မှာဒီမှာဒီမှာ23ချိန်မှာဒီမှာ23ချိန်မှာဒီမှာခွန် 5ခွန်ဆိုပြီးတော့มาရှိတယ်ပြီးလို့ရှိရင်သူ့ရဲ့အောက်မှာသူကဒီမှာ5 4လေးလို့ရှိတယ်အဲအဲ့ကကြဒီမှာသူ့ရဲ့အောက်က20နဲ့2024မှာသူကဒီမှာ6ခွန်6ဆိုပြီးတော့ရှိတယ်သူကအဲ့လိုမျိုး6ခွန်6သူ့ရဲ့အောက်မှာ ူကဒီမှာကိုကိုကိုရဲ့အောက်မှာသူက3ည6တုံးကိုကိုကိုရဲ့အောက်မှာသူက3ည6တုံးသူကအဲ့လိုမျိုးခုကခုလည်းပဲဒီမှာကြည့်သူကအဲ့လိုမျိုးဖြစ်နေတာဒီမှာဆက်6ကြိမ်မှာသူက 16ချိန်မှာသူက3ပေါ့နော်16ချိန်မှာ3 5 6 18ချိန်မှာဒီမှာ18ချိန်မှာ6 4 6 18ချိန်မှာ9ခွန်8 9ခွန်8 ဖြစ်ပေါ့เนาะသူကအဲ့လိုမျိုးဒီမှာကခွန်ကခွန်ရယ်၅လေးလေးရယ်ကိုခွန်ကိုရယ်တော့6တော့ဒီမှာအဲ့ခါကျတော့ဒီ16ချိန်မှာဒီ16ချိန်တွေကို356ရယ်646ရယ်ကိုခွန်ရှိရယ်အဲ့ဒီမှာဘလူးပုံစံတူနေလဲဆိုရင်ဒီမှာငါးခါတဲ့ လေးခါကိုထိတ်ခေါ်ခါဒီမှာလည်းအဲ့လိုပဲငါးခါလေးခါကိုထိတ်ခေါ်ခါဒီမှာအဲ့လိုမျိုးဒါသူ့ရဲ့အောက်မှာဒါ၁၆ကြိမ်မှာထွက်ရမယ်ပုံစံပေါ့အဲ့မှာဘယ်လိုပုံစံတူထားလဲဆိုရင်တဲ့သူကပုံစံတူဆိုပြတကားလေးပြီးဟိုဟောလုံလိုက်မယ်သူကဒီမှာ9ရယ် 4ရယ်ခွန်ရပေါင်းခြင်းသူက6ဖြစ်လို့သူက6ခါရယ်သူကခွန်ရ4ရယ်9ရယ်ပေါင်းခြင်း3ညဖြစ်လို့3ညထိတဲ့သူကအဲ့လိုမျိုးဒါဒီ3ကိုကြာတော့ဒီ3နောက်ပိတ်ကိုကြာတော့ကျွန်တော်တို့ဒီက break ကိုယူလိုက်မယ်ငါလေးလေးဆိုရယ်ဘရိတ်ကိုယူလိုက်မယ်ဒါဒါဘာလို့ဘရိတ်ကိုယူရဲဆိုတာကိုကျွန်တော်တို့နောက်မှပြန်ပြောမယ် ဒါ तू อ่ะဒီဒီကောင်ကနောက်ပိတ်က main ပဲ तू อ่ะအဲ့ကကျတော့ဒီမှာလဲအဲ့လိုပဲ9ရယ်4ရယ်9ရယ်ပေါင်းခြင်း6တဲ့6ရယ်6ရယ်8ရယ်ပေါင်းခြင်း3ညတဲ့ तू อ่ะဒီက6လေး6ကိုဒီမှာတော့ကလိုပဲဒီမှာတော့ကအလဲက9လေးလေးကိုပြိတ်ယူတယ်လို့ဒီမှာလဲအလဲက6လေး6ကိုကျွန်တော်တို့ ဘရေယူလိုက်မယ်ဒါဆိုလို့ရှိရင်366ဖြစ်သွားပြီအဲ့ကကြောင့်ဒီ3နဲ့ဒီ6နဲ့ဘယ်လိုပုံစံမျိုးတွားပြီးတူလဲဆိုလို့ရှိရင်တွားဒီခွန်ရဲ့ဒီငားရဲ့ဒီကိုရဲ့ပေါင်းရင်တဲတဲ့သူကဒါကြောင့်မလို့အဲ့ဒီ3နဲ့1နဲ့ပေါင်းခြင်းကသူကဒီမှာ၄ဆိုပြီးရတယ် အဲ့ဒီလိုပဲတဲ့သူကဒီကဒီမှာ6နောက်ပိတ်ကိုအဲ့လိုမျိုးဒီမှာတော့ငါထိတ်စီ3လုံးကိုခွန်ရ9ရ9ရပေါင်းရ1ကိုဒီကနောက်ပိတ်မှာ3နောက်ပိတ်မှာပေါင်းလိုက်ရင်4ဖြစ်တယ်ဒီမှာလည်းအဲ့လိုပဲ3ရ6ရ9ရပေါင်းရင်သူက8တဲ့ဒါကြောင့်မလို့ဒီ6နောက်ပိတ်နဲ့သူကဒီ8နဲ့ပေါင်းလိုက်လို့ရှိရင်ဒီမှာ4ဆိုပြီးတော့မှသူကပုံစံတူ ီလိုမျိုးရတယ်ဗျဒါကြောင့်မလို့ကျွန်တော်ကဒါဒါဒါကြောင့်ဒီ site လဲ366ပေါ့အဲ့ဒီ366ကဒီမှာပထမကျွန်တော်တို့ရခဲ့တယ်366နဲ့ဒါဒီက366ပေါ့ဗျာ366 366ပေါ့ဒါလဲဟုတ်တယ်ရမလို့ site နဲ့ site ကိုကျွန်တော်တို့ကခဏတစ်ခွတ်သေးအဲ့လိုမျိုးပေါ့ ဒါပြေးမယ်မပြေးမယ်တော့ကျွန်တော်လည်းမသိဘူးပြကျွန်တော်ကတော့ကြိုက်လဲကြိုက်တယ်ကျွန်တော်လည်းဒါထိုးမယ်ပေါ့ထိုးဆိုထိုးသလောက်လဲထိုးထားပြီးပါပြီဒါနောက်ပြန်စစ်ပြီးတော့မှနောက်တော့ထပ်တိုးခြင်းနဲ့တိုးမှာပေါ့ဗျာထိုးသလောက်တော့ထိုးပြီးပြီဒါကျွန်တော်ကြိုက်လဲကြိုက်တယ်ထိုးလဲထိုးတယ်ဒါကြိုက်ရင်လည်းယူသုံးပေါ့မကြိုက်တော့လဲသဘောပေါ့ဗျာအားလုံးကံကောင်းကြပါစေဗျเนาะ